င်းလို့အဲ့တော့ဒီနေ့ AI software လေးတခုတောင်းပြီးတော့ PowerPoint presentation လေးတခုကျွန်တော်ဖန်တီးပြမှာလို့ပါကျွန်တော် page software လေးတုံးပြမယ်ဆိုတော့ဒီ software လေးတုံးပြမယ်နော် slide ကိုအာသူစီမံကြတော့ကိုကဒီနေရာလေးဒီရေးရလေးဒါလေးရှိတော့ ကျွန်တော် AM presentation make up ကိုကျွန်တော် presentation လုပ်တဲ့ဒါလေးပဲကျွန်တော်ရေးပြလိုက်မယ်နော်ဒီနေ့မှာကျွန်တော်ရေးချင်တဲ့ challenge တွေနဲ့အသေးစိတ်အကြောင်းအရာတွေဒီမှာရေးပြထားပြီးတော့ဒါလေးကိုနှိပ်ရမယ်ပေါ့နော်အဲ့လိုနှိပ်လို့ပေါ့လေရအဲ့ကျွန်တော်မြန်အောင်ဆိုပြီးဒီဘက်မှာကျွန်တော်နှိပ်ထားလိုက်တယ်နော်နှိပ်ထားလိုက်တဲ့အချိန်မှာအကြောင်းအရာတွေပေါ့ဒါသူက slide တွေလို့ပါလို့မလဲဆိုတော့ကျွန်တော်ဒီမှာ social communication ဆိုတဲ့ကောင်းငင်တစ်ခုနဲ့ ကျွန်တော်လုပ်ချင်တဲ့ slide ပုံစံလေးလေးပြောထားလိုက်တာပေါ့အကြံတော်ဒီလိုရွေးစရာတူပါလားဒီမနက်ကမှကျွန်တော် design လေးတွေကျွန်တော်လုပ်လာလို့နော်ဒီရင်းနေဟာလေးလေးကျွန်တော်ထည့်လိုက်တာကျွန်တော်ဒီ slide မှာဘာထည့်မလဲဆိုတော့ကျွန်တော်ဒီမှာလည်းပြောလာပြီးတော့နော် အဲ့ဒါကဒီအောင်လာတယ်ဆိုလို့ဒါဒီလိုနေကြပါဘူးအဲ့ဒါကရေးစရာတွေပေါ်လာအရေးစရာပေါ်လာရင်ကျွန်တော်ကျွန်တော်ကြိုက်တဲ့ slide တကူပုံစံတကူရွှေ့လိုက်တာပေါ့နော်အဲ့ဒါထားပါတော့နော်ကျွန်တော်ဒါကိုရွှေ့လိုက်တယ်ပေါ့ပြီး continue ပေါ့အဲ့လိုကျွန်တော်ဒီလိုလေးပုံစံသွားမယ်ပြီးသွားတဲ့အချိန်ကျရင်ဒါဒါမျိုးပေါ်လာဒါမျိုးပေါ်လာဒါမျိုးပေါ်လာဒါဒါမှ slide slide ကိုဒီလိုထားပြန်ဒီပုံစံမျိုးလေးတွေပေါ့အဲ့ကျွန်တော်တဘောကြပြီးကြိုက်တယ်ဆိုရင် ကျွန်တော်တို့ဒီမှာတခါလေးတန်းပြီးတော့ဒါကို generate presentation ဆိုကြမ်းလိုက်ရမှာပေါ့နော်။အဲခဏလေးဆောင်ပြီးကျွန်တော်တို့အချက်လက်တွေကိုဒီအဲ့ဒီမှာထည့်မယ်ပေါ့။ခဏလေးတော့ဆောင်ရအောင်နော်။ဒီဘာနဲ့ရှင်ညာတော့ဒါမျိုးလေးလာပြရမှာနောက်ဆုံးမှာပေါ့။ဟောပါပိုင်းပေါ်တဲ့နောက်ဆုံးတန်းထောင်းလို့အဲ့ဒါတော့ဒါနဲ့ဘောင်းလာဒါနဲ့ဘောင်းလာလို့နော်။ဒါဒါဖွင့်လိုက်ရင်ဒီပုံစံနဲ့ဖွင့်လိုက်ရမှာပေါ့နော်။အဲ့ကြောင့်ဒီမှာ down ထားတာကဒီမှာမဟုတ်နေပြီပေါ့။ အဲ့ဒီဆိုရှယ်ကွန်မြူနတီရဲ့ဟာလေးကိုကျွန်တော်ပြင်ချင်တယ်။ဒါဆိုရင်ဒီဘက်ဒီမှာအဲ့ဒီဘက်ကကျွန်တော်မြန်မာလေးတော့ပြင်ပြရတာရှိနေမှာပဲ။ဟမ်အဲ့ဒါမီမီမစလိုက်ရှုလေးတို့လုတ်ထားပေးတာဟောဆိုင်ရှုကြည့်ကြအောင်။အဲ့ကျွန်တော်အင်ဆိုရှယ်မှာထည့်ပေးလိုက်တာ။ဒါတော့လည်းဒီကြံတဲ့ဟာလေးကိုဖန်ပြီးပါတော့ပေါ့။ ော်ဆင်ကြောင်းနေပါလေရေးတင်ပါလေ။